ဆီယမ်မကျွန်မဟော်မုန်းမညီမျှလာမသိဘူးဆိုပြီးတော့ခဏခဏလာမိကြရတယ်။အဲတခုခုဟာဝက်ချန်တွေထွက်လာပြီဆိုရင်လည်းပဲအဟော်မုန်းမညီမျှလာမသိဘူး။အသားရည်မညီမညာအောက်ကမေးစီလေးကွက်နေပြီဆိုရင်လည်းဟော်မုန်းမညီမျှလာမသိဘူးပေါ့နော်။အဘာကြီးပဲဖြစ်ဖြစ်ပေါ့နော်တခုခုဆိုရင်လူငယ်တွေရဲ့ပါးစပ်ထဲမှာဟော်မုန်းမညီမျှလာမသိဘူးဆိုပြီးတော့ဖြစ်လာကြတယ်။ဒေါက်တာစီကိုလာပြရလူနိုင်တော်တော်များများလည်းဒီလိုပါပဲ။အဲ့တော့ညီမလေးကိုဟော်မုန်းမညီမျှဘူးလို့ဘာလို့ထင်တာလဲ။ဒါတော့ပြောပြပါအောင်။ဟော်မုန်းကဘာလဲ။ ာဘာလို့မညီမျှဘူးလို့ထင်တာလဲတေချာပြောပြပါလို့ပြောတဲ့ချိန်ချိန်ဆိုမသိဘူးလေတခုခုဟိုဆောက်ကင်လို့မရတော့ဘူးသူလည်းလုံးလို့မရတော့အဲ့လိုမျိုးဆိုရင်ဟော်မုန်းမဲဆိုပြီးတော့ဒီလိုမျိုးအမှတ်ကြတယ်ပေါ့နော်ဒါက trendy လိုမျိုးပုံစံဖြစ်လာရင်နောက်ပိုင်းဟော်မုန်းကိစ္စတွေပြောလာတဲ့အချိန်မှာပေါ့အဲ့တော့ဒီဗီဒီယိုမှာအကြောက်တော့ဒီဟော်မုန်းမညီမျှဘူးဆိုတာဘာကိုပြောရလဲဟော်မုန်းကဘာကိုပြောရလဲအာတကယ်တမ်းတော့ဒီဟော်မုန်းမညီမျှဘူးလို့ပြောဖို့အတွက်ကဘာလိုအပ်လဲ အာပြီးတော့ဒီဟော်မုန်းမညီမျှအောင်လုပ်ပေးတဲ့အကြောင်းကြီးရောဘာကြီးလဲဆိုတာကိုဒီဗီဒီယိုမှာပြပြသွားမှာဖြစ်ပါတယ်။ဒရယူရီပါ အလားပါရေးရဆရာမဖြစ်ပါတယ်လက်ရှိမှာဒေါက်တာစီကနေရနိုင်တဲ့ service တွေကကြတော့အာ101 consultation ရှိမယ်အာလူနာတွေကနေပြီးတော့သူတို့ရဲ့အရေးပြအကြောင်းလေးပြချင်တယ် skin care တွေရွေးချယ်စီချင်တယ်အဝတ်ခြံပြဿနာအမျိုးမျိုးပေါ့နော်ဆိုတော့ဒါလေးတွေကိုတယောက်ချင်းစီဆွေးနွေးချင်တယ်ဆိုရင်တော့လေ101 consultation လေးရှိရဲနောက်တစ်ခုကကြတော့တနန်းနေနေကကြတော့အာတကူရေတန့်ရှင်းမှုနဲ့အနန္တကင်းစင်ခြင်းဆိုတဲ့အတန်းလေးရှိမယ် ပြီးတော့အဲဒီဖီလာအကြောင်းတိကောင်းစရာဆိုတဲ့အတန်းလေးတခုရှိမယ်ပေါ့နော်။ဒါတွေကကြတော့ဒါတာ Telegram ထဲမှာ Vice အနေနဲ့ podcast လေးလုပ်ပေးထားတာဖြစ်တယ်။ဝင်ပြီးတော့ join ပြီးတော့နားထောင်ရအောင်ပါပဲ။ဆိုတော့ဒီ consultation တွေရဲ့ဒီ podcast တွေရဲ့ join channel ဆိုရင်နော် Facebook ကိုသွားပါ Dr. Yuri ဆိုတဲ့ဟာလေး share လိုက်ပါ။တွေ့ပြီးဆိုတာနဲ့တခါတည်း chat box ကိုတန်းသွားပြီးတော့ကိုလိုချင်တဲ့ဟာလေးတွေကို admin ကိုမေးလို့ရပါတယ်။ admin က line မှာတော့အမြန်ရှိပါတယ်။ ဟော်မုန်းမညီမျှအောင်ဆိုတာကြာဘာပြောရလဲဆိုတော့တို့ခန္ဓာကိုယ်မှာ endocrine glands လေးရှိတယ်ဆိုတော့ဒီ endocrine glands ကနေပြီးတော့သက်ဆိုင်ရာဟော်မုန်းကိုထုတ်ပေးတယ်အဲ့ဒီဟော်မုန်းဒီပုံမှန်ထက်ပိုပြီးတော့များနေတာပိုပြီးတော့နည်းနေတာကိုဒါတို့ဒီစစ်စစ်ပြီးတော့ investigation လုပ်ရတဲ့ဟာကိုရလာတဲ့အဖြစ်ကိုဟော်မုန်းမညီမျှဘူးလို့သုံးတာဖြစ်တယ်ဆိုတော့ဥပမာအနေနဲ့ပြောရမယ်ဆိုရင် endocrine gland တွေမှာဆိုရင်ဒါတို့ အာမိမမိမကိုမှာဆိုရင် ovary stage ရှိမယ်ယောက်ျားမှာဆိုရင် chest stage ရှိမယ်မျိုးပွားမျိုးပွားအင်္ဂါမှာပဲနေရာမျိုးပေါ့နောက်တစ်ခုကကြတော့ဒီ adrenal glands ပေါ့ကြောက်ကဲ့ရဲ့အပေါ်လေးမှာရှိ adrenal glands ရှိမယ်ဒီနေရာမှာဆိုရင် thyroid glands ရှိမယ်တခြား endocrine glands အများကြီးရှိပါတယ်ဒီသက်ဆိုင်ရာသက်ဆိုင်ရာဒီခန္ဓာကိုယ်ထဲကကလီစာဒီ organ လေးထဲကနေပြီးတော့သက်ဆိုင်ရာထုတ်တဲ့ hormone တွေပြီးများတာဖြစ်ဖြစ်နဲတာဖြစ်ဖြစ်ကို ဟော်မုန်းမညီဘူးလို့ပြောတာပေါ့အဲ့တော့ဒီ glands တွေထဲမှာဆိုဥပမာဒီ thyroid ပေါ့ဒီ thyroid ကြီးကိုတို့တို့ကသွားစစ်ရတယ်အဲတခွက်ခန်းမှာသွားစစ်ရတယ်ဥပမာ thyroid ကိုစစ်ဖို့အတွက်ဆိုရင် T3 တို့ T4 တို့ calcitonin တို့အဲ့ဒီဟာလေးတွေကိုစစ်ရတယ်ပြီးမှတို့ဒီအဖြေထွက်လာတဲ့ချိန်ကြာမှာဒါဒီများတယ်နဲတယ်ပေါ်မူတည်ပြီးတော့11ကြီးရောဥက္ကာဖြစ်တယ်ဒီ hyperthyroid လား hypothyroid လားဆိုပြီးတော့ confirm လောက်တာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုဆိုရင်လည်းပဲဒီအမျိုးသမီးမှာဆိုရင်ဒီ ovary ထဲမှာဆိုရင် estrogen hormone ထွက်တယ်ဒီ progesterone hormone တွေထွက်တယ်အဲ့တော့ abnormal ဖြစ်လာပြီဆိုရင်လည်းပဲဒီ estrogen hormone progesterone hormone ကိုတိုင်းမှုအတွက်ကိုတခါသွေးဆသွေးသေးသွားစေရတာဖြစ်တယ်အဲ့ဒီဟာကိုများတယ်နဲတယ်ပုံမှာမူတည်ပြီးတော့မှ hormone မညီညာဘူးလို့လည်းသုံးတယ်ဥပမာနောက်တစ်ခုကကြတော့တို့ဒီ pancreas ကနေပြီးရောဆိုရင်လည်း insulin လေးထွက် ဆိုတော့ဒီဟာရဲ့ပြီးတော့နောက်တော့ကသွေးရင်းတကြားဓာတ်ကဘလောက်လဲဆိုတာကိုတိုင်တဲ့ HbA1c လို့လဲသူ HbA1c ဆိုတာလေးလည်းရှိရဆိုတော့ဒါတွေကိုတိုင်းတာဖို့အတွက် investigation တခုခုလုပ်ရတယ်ဒီ investigation လုပ်ပြီးအဖြေရလာမှာဒါလည်းညားသလားနည်းသလားပေါ့မူတည်ပြီးတော့ hormone imbalance သုံးနေတယ် ဖြစ်နေတယ်ဆိုတာသုံးတာဖြစ်တယ်။ဆိုတော့ဒီ investigation တွေမှာမမပါပဲသက်ဆိုင်တဲ့ဘယ်ဟော်မုန်းလဲဆိုတော့ဘာမှစစ်ဆေးမှုမရှိပဲနဲ့ဒီဘက်ကနေပြီးတော့ hormone imbalance ဖြစ်တယ်ဆိုတာကိုတော့သုံးဖို့အတွက်ကကြတော့အရင် general ဆန်ပြီးတော့လက်တွေ့မကြရတဲ့အထဲမှာတော့ပါတယ်။အဲ့တော့ဒီ hormone imbalance ဖြစ်တာကိုအာဘယ်လိုမျိုးသိနိုင်လဲဆိုတော့ကိုယ်တိုင်ပြုတ်လောက်တာမဟုတ်တဲ့အရာတွေရှိတယ်ဘယ်လိုမျိုးလဲဆိုတော့ငကိုကလေးက genes ပါလာတာမျိုးရိုးဗီဇာတစ်ခုလုံးကဒီလိုမျိုးဖြစ်နေတာတနေရာရာမှာ crime grain ကပုံမှန်ထက်များနေရာနည်းနေရာမျိုးဖြစ်နိုင်တယ်။ဟော်မုန်းထွက်တဲ့ဟာတွေကနောက်တစ်ခုကကြတော့ကိုဒီ menstruation လာတာအာစပြီးပြူပါတီစဝင်တဲ့ချိန်လို့ အာပြီးရင်နောက်တစ်ခုကမီနိုပေါ့စ်ဖြစ်သွားတဲ့အချိန်ပြီးရင်နောက်ကကလေးနိုးတိုက်ရတာကိုဝင်ဆောင်ရတာအဲ့လိုမျိုးနေထိုင်နောက်တစ်ခုကကြတော့တို့ဆေးတွေတောက်ရတာမျိုးရှိရယ်အာဟိုကန်ဆာဆေးတွေတောက်ရတယ်ဟော်မုန်းသီရပီဆေးတွေတောက်ရချို့ကြတော့လည်းပဲတို့ contraceptive phase တွေပေါ့နော်ဒါတွေဒါဆေးတွေတောက်ရတာမျိုးရှိရယ်ဒီလိုမျိုးနေထိုင်နေမှာဆိုရင်တော့ဟော်မုန်းမညီညာတာဖြစ်တတ်တယ်မဟုတ်ဘူးဒါတွေမလောက်နေဘူးတခြားဟော်မုန်းမညီညာတဲ့အကြောင်းအရာတွေလည်းအများကြီးရှိရယ်ဒါကကိုယ်တိုင်လုပ်ပေါ့ self made ပေါ့ ဒါလူငယ်တော်တော်များများမှာတွေ့ရတယ်ကိုယ့်ကိုမတိလိုက်မတိပါသားနဲ့ဟော်မုန်းမှညီမြအောင်လုပ်နေတဲ့အကြောင်းအရာတွေအများကြီးရှိရဒါကဘာတွေလဲဆိုတော့နံပါတ်1ချက်ကကြတော့အစာကိုလုံးဝမစားတော့တာဒါရက်တွေကိုအတင်းကို short ချပြတ်လိုက်တာပိန်ကျင်လို့လေဆိုတော့အဲ့မှာလိုအပ်တဲ့အစာစား nutritious ဖြစ်တဲ့ဟာတွေတရက်တာတော့မဝင်တော့တဲ့ချိန်ကြရင်စပြီးရောဟော်မုန်းမညီညာတဲ့ဇာလန်တွေစပြီးရောဖြစ်လာတယ်အာပြီးရောနောက်တစ်ခုကကြတော့ဟို overeating လို့တာပုံမှန်ထက်ပိုပြီးရောစားတာ ပြီးတော့ process food တွေအရင်စားတာပြီးတော့ refine လုပ်ထားတဲ့ sugars တွေအရင်စားတာ sugar ဆိုတာတကြားဆိုတော့တကြားအတိုင်းမြင်ရတာအခုဆိုရင်အဲ့ဒီတကြားကိုတကြားတော့ငါမမြင်ရတော့အကုန်လုံးထက်ကျိတ်ထားပြီးတော့အကုန်လုံး refine လုပ်ထားပြီးတော့ဒီ biscuit လေးတိတ်တိတ်မှတော့မှတကြားအစွန်ကြီးအများကြီးပါတာမျိုးပေါ့ဆိုတော့ဒီလိုမျိုးဟာဒီစားဖက်များလာတဲ့အချိန်ကြာရေးဆိုရင် ကိုယ့်ရဲ့ insulin hormone ထုတ်တဲ့ဟာတွေကပုံမှန်မဟုတ်တော့အဲ့ဒီချိန်ကြရင်ဆိုရင်စီးကြိုလိုပါလို့နဲ့တွဲပဲဖြစ်လာမျိုးတွေအရေးပြပြဿနာတွေဖြစ်လာမျိုးတွေရှိရဲ့ဆိုတော့ကိုယ်ဒီအရန်စားလုံးနာဟိုဒီ process food တွေအရန်စားလုံးနာတော့မဟုတ်လုံးဝမစားတော့တာဒီလိုမျိုး balance ပါမရှိဘဲနဲ့တစ်ပတ်ပတ်ကို extreme ဖြစ်သွားတဲ့ဟာတွေဒီဒါရုခန္ဓာကိုယ်ရဲ့တနေရရာမှာ organ တစ်ခုခုကိုအထိခိုက်နိုင်တာမျိုးလေးဖြစ်နိုင်တယ်ပြီးတော့နောက်တစ်ခုကကြတော့ပုံမှန်တဲ့အရန်အဝလုံးနာ overweight ဖြစ်သွားတာတချို့ကြောင့် overweight ကိုကျော်လွန်သွားတယ် obese အစင်းပေါ့နော်တအားကိုကိုဝပြီးတော့အဲ့လိုမျိုးဖြစ်တဲ့အနေအထားတွေမှာဆိုရင်သိကြတယ်သူခန္ဓာကိုယ်ထဲမှာရှိတယ် organ disease ပုံမှန်အလုပ်ကိုမလုပ်ဘူးအာပြီးတော့အထဲမှာထုတ်တဲ့ insulin ကြီးကကြတော့အစာရောက်လာတိုင်းဟိုကိုဒီအာဟာရအနေနဲ့ပြောင်းပေးမယ်ဒီဒီ insulin ရဲ့ဒီ regulator လေးကလည်းပုံမှန်ဟုတ်မနေ ဆိုတော့ဂျမ်းမီအပြင်တော့ဒီလိုမျိုးလူတွေမှာတွေ့နိုင်တယ်ပြီးတော့နောက်တစ်ခုကကြတော့ပန်ဝန်းကျင်ကြောင်ပေါ့နော်ဒီပန်ဝန်းကျင်မှာဆိုရင်ဆက်ယုံနေတယ်မှာလုံနေတယ်လူတွေကလေးတော်တော်များများတွေ့တယ်ဥပမာပိုးသက်စေ pesticides တို့ plastics တို့ဒီလိုမျိုးဟို factory တွေဓာတ်ထဲမှာအဲ့လိုမျိုးပန်ဝန်းကျင်မှာနေတဲ့လူတော်တော်များများမှာလဲ hormone imbalance တွေဖြစ်တာမျိုးလေးတွေ့တယ်အဲ့တော့ဒီပန်ဝန်းကျင်ကနေပြီးတော့ဖယ်မသားလည်းရင်ထွက်မသားလည်းရင်ကိုဒီပုံမှန်လိုမျိုးပြန်ဖြစ်တဲ့နေထားပေါ့ပြီးတော့နောက်တစ်ခုကကြတော့ alcohol အရန်တောက်တာ ပြီးတော့ sleep ကအရန်အရန်အရန်နောက်ကြတာအိတ်ချန်တဲ့အချိန်အဲ့ဒါဒီဟာတွေကကျတော့တို့ရဲ့ခန္ဓာကိုယ်ရန်နေရာတစ်ခုလုံးကိုပြန်ပြီးတော့စပြီးတော့ပြက်စီးစေတဲ့အကြောင်းရင်းတွေဖြစ်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကပုံမှန်ထက်ပိုပြီးတော့ stress အရန်များတာဆိုတော့ stress ကကျတော့တစ်ရက်တာနှစ်ရက်တာခန္ဓာလေးကိုပြောမှာဟုတ်ဘူးအကြာကြီးကိုကို chronic stress ဖြစ်နေရ depressive mood ဖြစ်နေရဒီလိုမျိုးဆိုရင်လည်းကိုယ်ဒီရဲ့ခန္ဓာကိုယ်ရန်နေရက metabolism ကပုံမှန်မဟုတ်ဘူးဆိုတော့ဒါဒီအကုန်လုံးဒီ self made ဖြစ်တယ် စာတောက်တာပိုင်းတယ်အရန်လွန်ကျူးစားတာလုံးဝမစားတာခနာကိုအရန်လှွတ်ထားပြီးရောကို obesity level ထိသွားတာ အိတ်တာစားတာတောက်ရေတောက်တာအာဒီ pollution ပြတ်တန်တာဒါတွေအကုန်လုံးကအာဒီ bad lifestyle မှာလူတိုင်းဒီပါလုံးနေကြတဲ့ဟာတွေဖြစ်တယ်အဲ့တော့တော်တော်များများအကားကြတော့လည်းပဲဒီဟာအကြောင်း အဒီ hormone imbalance ဘက်ကိုပို့ပို့ပြီးတော့ရောက်လာမျိုးတွေဖြစ်တယ်အားအကြောင့်လူငယ်တွေစီမှာလည်းပဲဒီအပြုတ်မှုတွေကအမြင်ရှိနေရဖြစ်တဲ့အတွက်လူငယ်တွေကလည်းသူတို့စီမှာ hormone imbalance ဖြစ်နေရဆိုပြီးတော့ခေါင်းစဉ်တစ်ခုတားရတဲ့အနေထားတွေပြန်ဖြစ်နေတယ်အဲ့တော့အခုနားထောင်နေတဲ့အထက်မှာဒီလိုမျိုးကိုယ့်ကို hormone နဲ့ imbalance ဖြစ်နေရဆိုရင်ခဏလေးလျှော့ပါအောင်ပြန်သွားကြည့်ကြည့်စားတာအိတ်တာတောက်တာ အကိုရွေးချယ်တဲ့အရာတွေအကုန်လုံးကိုသတိထားပြီးတော့လုပ်ကြည့်ပါအောင် ပုံမှန် lifestyle တစ်ခုကိုရအောင် active lifestyle တစ်ခုရအောင်အရင်လုပ်ကြည့်ပါဆိုတော့၃လလောက်နေတဲ့အချိန်ကျရင်ကိုလိုက်လုံးနိုင်မယ်ဆိုရင်ကိုခုနအရင်တော့ကနာမည်မှားပြီးတော့တက်ခဲ့တဲ့ hormone နဲ့ imbalance ဆိုတာတွေကကိုအခုဒီလိုမျိုးပြန်လုံးလိုက်ပြန်စင်ပြေးသွားတာမျိုးလေးတွေဖြစ်တတ်တယ်အဓိကကကြတော့ကိုရဲ့ daily activity လေးကိုပုံမှန်တိုင်းဝင်အောင်ပဲလုပ်ဖို့ပဲလိုပါတယ်ဆိုတော့ဒီဗီဒီယိုနားထောင်ရင်းနဲ့အများကြီးကြိုးရှိသွားမယ်လို့မျှော်လင့်ပါတယ် TikTok မှာပဲဒေါ်လာသစ်ဖွင့်လာတဲ့ channel လေးအသစ်တစ်ခုရှိတယ်အဲ username ကကြတော့ arc strategy aesthetics ဆိုပြီးတော့ပေးထားတယ်ဘာလို့လဲဆိုတော့အဲ့ဒီအသစ် channel လေးကိုဒေါ်လာအမေးဖြေကဏ္ဍလေးနေပဲစုချန်လို့ပေါ့နော် အခုဒီ main platform ဖြစ်တဲ့ဒီ account ထဲမှာကကြတော့အာဒီတော်တော်များများမိခုံးမိကြတယ်အာဒါပေမဲ့တချို့ဟာလေးတွေဒေါက်တာ text နဲ့အရှိကြီးတွေရိုက်ပေးဖို့အဆင်မပြေဘူးအပုဆိုတော့ TikTok ကကြတော့သူ word character လေးကို limit လုပ်ထားတာဖြစ်တယ်အဲ့တော့ချို့လူတွေအတွက်ကိုဒေါက်တာဒီ video နဲ့တရားပြန်ပေး ပြေးပေးချင်တယ်ဆိုတော့အတူကကြတော့1 minute ပေါ့တကယ်လို့ရှိမယ်ဆိုရင်တော့3 minutes ပေါ့နော်အဲ့တော့တကယ်လို့ဒေါက်တာကိုဒီဗီဒီယိုလေးရနေပြန်ဖြည့်စီချင်တယ် reply the comment လုပ်ချင်တယ်ဆိုရင်တော့ဒေါက်တာရဲ့အသစ် channel ဖြစ်တဲ့ ask dr yuri aesthetics ကို follow လုပ်ထားလို့ရတယ်အဲ့ဒီမှာသက်ဆိုင်တဲ့ဗီဒီယိုအောက်မှာမေးလို့ရတယ်အဲ့ဆိုရင်ဒါတာပြန်ပြီးတော့ဗီဒီယိုလေးနဲ့ပြန်ဖြည့်ပြီးရမျိုးလေးလုပ်ပေးလို့ရတယ်ဆိုတော့အာဒီ TikTok ကမှာ ask dr yuri aesthetics ကို share လိုက်ပါပြီး follow လုပ်ထားလို့ရပါပြီ